Hello အားလုံးမင်္ဂလာပါဒီနေ့တော့စုကပင်းဦးစီစီလေးလေးရလာတဲ့အမဲသားနဲ့ရောပြီးတော့ချက်စားပြလို့ဗီဒီယိုလေးနဲ့လာမြောက်ပေးတာပါပင်းဦးကိုဘယ်လိုပုံစံနဲ့ချက်စားရင် ကောင်းမလဲလို့စဉ်းစားနေတယ်ဆိုရင်တော့အခုလိုမျိုးအမဲသားလေးနဲ့ချက်စားကြည့်ပါနော်စားလို့ကောင်းတဲ့ပင်းဦးချက်နေလေးသိချင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်အမဲသားကိုတော့600ဂရမ်လောက်သုံးထားပြီးတော့တခါရေအတုံးလေးတုံးထားပြီးလိုက်ပါတယ် မဲသားကိုရတာနေဖို့အတွက်တော့စနေနေ့ငယ်ရဲ့စားနေငယ်ထဲပါမယ်။ဒီနေရာမှာငံပြိုင်လေးတုံးလို့ရပါတယ်။ပြီးရင်တော့ဟင်းချုံမုံလေးထဲပါမယ်။အချိုမုံတို့ကြတာမုံတို့လည်းထည့်လို့ရပါတယ်။ရတာဝင်ဖို့အတွက်တတိချာချာလေးနေပြီးတော့သူတို့က5မိနစ်7မိနစ်လောက်နှတ်ထားလိုက်ပါမယ်။ဟင်းနဲ့ထည့်ဖို့အတွက်ဂျင်းလက်တစစ်စာလောက်ကိုလည်းခပ်ပပလေးလီထားပြီးလိုက်ပါတယ်။ပြပြဆိုရင်တော့ဇီယာအမုံကိုလည်းလက်ဖက်စားစွန်းနဲ့တစွန်းခွဲလောက်ထည့်ပြီးတော့တေချာလေးညက်သွားအောင်ထောင်းထားပြလိုက်ပါမယ်။ ဒီစီယာစီနေရာမှာမဆလာအမုံကိုတုံးပြီးလဲရပါတယ်။အားလုံးကိုညက်တော့အောင် ထောင်းပြီးဆိုရင်တော့အစောကလီးထားတဲ့ဂျင်းလေးကိုပါတေချာလေးညက်တော့အောင်ထောင်းထားပြလိုက်ပါမယ်။ကျင်းနဲ့ဇီယာစီကမညက်ရင်ဟင်းထဲမှာအဖက်ဖက်တွေဖြစ်ပြီးတော့စားလို့မကောင်းတာမလို့ဒီနှစ်ခုကိုတော့တေချာလေးညက်အောင်ထောင်းထားပြလိုက်ပါရစေ။ ပြီးရင်တော့ကျွတ်တုံဖြူသုံးမာလာကိုလည်းထည့်ပြီးတော့မညက်တညက်လေးထောင်းနာပြလိုက်ပါရယ်။ပင်းဥကိုကြတော့ပြုတ်ပြီးတော့လဲစားကြသလိုချက်ပြီးတော့လဲစားကြပါရယ်။ဆိုကတော့ဒီနေ့အမဲသားလေးနဲ့ရောပြီးတော့ချက်မှာပါ။ကဲဆူထောင်းနာလေးလည်းဖယ်ထားလိုက်ပါမယ်။ကျွတ်တုံအနီကိုတော့နှလုံးထည့်ထားပါရယ်။အနှစ်အများကြီးမကြိုက်ဘူးဆိုရင်တော့ကျစ်တုံနီကိုရှော့ထည့်လို့ရပါတယ်။သူကတော့ကျစ်တုံနီအများများထည့်ရင်ဟင်းလေးကပို့ပြီးတော့ချိုးတယ်လို့ခံစားရလို့များများလေးထည့်ပါတယ်။ ပြီးရင်တော့ခရမ်းညင်ဒီတလုံးကိုလည်းခပပလေးလီထားလိုက်ပါမယ်။ခရမ်းညင်ဒီရောကျွတ်တော့တခါထည့်ပြီးတော့စုကလုံးပြီးတော့တဲမှာဖြစ်ပါတယ်။စီတက်ပြီးတော့တဲခြင်းလည်းရပါရဲ့နော်။ပြီးရင်တော့ထောင်းနာလေးထည့်တယ်၊ငယူသီးရောင်တဲမုံလေးထည့်ပါမယ်။ဟင်းရောင်လေးလာခြင်းတော့ပို့ထည့်လို့ရပါတယ်။အရသာအတွက်စားနဲ့အရသာမုံလေးထည့်ပါမယ်။စက်သားမုံတို့အချိုမုံတို့လည်းတုံးလို့ရပါတယ်ပြီးရင်တော့ဟင်းရတာလေးခက်ရှိန်ရှိန်ဖြစ်နေအောင်လို့ငရုတ်ကောင်းမုံလေးကိုလည်းခက်မြများလေးထည့်လိုက်ပါတယ် ပြီးရင်တော့တေချာချာလေးနည်းထားပြီးလိုက်ပါမယ်သူတို့ကမဲသားတို့ချက်သားတို့ဆိုရင်တဲလိုက်ပြီဆိုတာနဲ့အဲ့ဒီအသားတွေကနေပြီးတော့ရေထွက်လာတတ်သေးရယ်ပေါ့နော်ဒါကြောင့်မလို့စုကသူ့တွေကိုစီနှစ်ခွက်ထည့်ပြီးတော့ပဲရေလုံးဝမထည့်ပဲနဲ့မီးအေးအေးလေးနဲ့တဲထားခဲ့လိုက်ပါမယ်ရေလုံးဝမထည့်တာဖြစ်တဲ့အတွက်ဟင်းဥက္ကဋ္ဌလေးကိုတော့တတိတိထားပြီးရပါမယ် ပဲဥတွေကိုတော့အခွန်ခါပြီးတော့ကိုကြိုက်တဲ့အတုံးလေးတုံးပြီးတော့ပြင်ဆင်ထားပေးလိုက်ပါမယ်။ဒီပဲဥမှာကျတော့အစာရင်နဲ့ဥလန်းချောင်းအတွက်အကျိုးပြုတဲ့အမြင့်တက်တွေအများကြီးပါတာကြောင့်အစာချေပြတ်နိုင်စွမ်းကိုပိုကောင်းပြီးတော့ဝမ်းမန့်စေပါတယ်။စီးကျို့သမားတွေအတွက်ဆိုလို့ရှိရင်လည်းခန္ဓာကိုယ်အတွင်းကအင်ဆူလင်နဲ့ဂလူးကို့စ်ဓာတ်တွေကိုထိန်းညှိပေးရကြောင်းစီးကျို့တက်လွန်တာကျလွန်တာမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ ဘဲဦးမှာစရဲကျမရဲ့ကြိုကျေးဇူးတွေကတော့အများကြီးပါပဲဒါပေမဲ့သတိထားမှာတကူကတော့ပဲဦးမှာကီလိုရီပါဝင်မှုများတာကြောင့်ကိုယ်လေးချိန်လျှော့နေတဲ့သူတွေကတော့ချင့်ချိန်ပြီးတော့စားပေးရပါမယ်အများကြီးစားမိရင်တော့ဝိတ်သက်စီနိုင်ပါရဲ့နော်နောက်ထပ်သတိထားမှာတစ်ခုကပင်းဥကိုခွာပြီးပြီဆိုရင်သူတို့လက်ကိုရည်ထိတာနဲ့အရန်ရတတ်ပါတယ်။ဒါကြောင့်ပင်းဥခွာတာတို့ရည်စေးတာလို့ဆိုရင်တော့လက်အိတ်လေးနဲ့စေးပြီးရင်တော့ပိုအဆင်ပြေပါတယ်။စုဆိုရင်လည်းစေးပြီးတာနဲ့လက်တွေတားရပါတယ်။ ကဲဆူတည်ထားတဲ့မဲသားတွေကရေလေးလက်ထွက်လာပြီဆိုတော့အောက်ကကတ်မှာဆိုလို့တစ်ချက်လောက်ဖွင့်ကြည့်ပါမယ်။ရေလေးတွေကတော်တော်လေးထွက်နေပြီပေါ့နော်။ဆူပြန်ပြီးတော့တည်ထားခဲ့ပါမယ်။ကဲဆူတည်ထားက9မိနစ်လောက်ရှိပြီဆိုရင် ပြန်ဖွင့်ကြည့်ပါမယ်။ဒီတစ်ခါမှာတော့ဆူအမဲသားကိုစီပြန်လာတဲ့အထိကိုတည်ရှာရှာလေးလုံးပေးလိုက်ပါမယ်။အခုလိုမျိုးလေးတွေတည်ရှာရှာလေးစီပြန်လာပြီဆိုရင်တော့အမဲသားနိုးဖို့အတွက်ဆူရေထည့်ပါမယ်။ အမဲသားမြုပ်ယုံရေထည့်ပြီးပြီဆိုရင်တော့ဒီအမဲသားတွေနူးလာရဲ့အထိကိုအပုံးလေးအုပ်ပြီးတော့တည်ထားပေးပါမယ်။တည်ထားတဲ့အချိန်တော်တွင်မှလည်းအောက်ကကတ်တာတို့အမဲသားနူးမနူးတို့ဖွင့်ဖွင့်ပြီးတော့စမ်းကြည့်ပေးရပါမယ်။ကဲဆူတို့တစ်ခေါက်လောက်ပြင်ပြီးတော့ဖွင့်ကြည့်လိုက်ပါမယ်။အောက်ကကတ်မှဆိုလို့ခဏလောက်မှွေပေးပါရစေ။အမဲသားတွေလည်းမနူးသေးတာနဲ့ပြန်ပြီးတော့တည်ထားခဲ့ပါရစေ။၁၀မိနစ်လောက်တည်ထားခဲ့ရပါရစေ။ ကဲခုနောက်ဆုံးတစ်ခေါက်ဆူကိုပြန်ပြီးရောက်ဖွင့်ကြည့်ပါမယ်အမဲသားလေးတွေကိုဆန်းကြည့်လိုက်တဲ့အခါမဲသားလေးတွေကနူးနေပေါ့နော်တအားနူးပြဲတဲ့နေသားတော့မဟုတ်ပါဘူးဒါဆိုလို့ရှိရင်တော့ဆူသူ့တွေကိုပင်းဥလေးရေစိတာထည့်လိုက်ပါမယ်ပင်းဥလည်းနူးဖို့လိုသေးတာဖြစ်တဲ့အတွက်အမဲသားကိုတအားနူးတဲ့အထိတည်ထားစီရတော့မလိုပါဘူးပင်းဥလေးထည့်ပြီးတော့အားလုံးနှံ့တော့အောင်မှွေထားပြီးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ပင်းဥမြုပ်ရုံရေထည့်ပါမယ်ပင်းဥရေနူးလာတဲ့အထိကိုဆူတည်ထားပြီးလိုက်ပါမယ် ပင်းဦးကကြတော့အကြိုက်တဲ့ကြာမလို့ပေါ့နော်15မိနစ်လောက်ဆိုလို့ရှိရင်တော့ပင်းဦးတွေကတော်တော်လေးနူးနေပါပြီပင်းဦးရင်းချက်ပြီဆိုလို့ရှိရင်ဒီရေတွေကပင်းဦးတွေကိုတအားဆုပ်ပြီးတော့ရေခမ်းတော့တတ်ပါတယ်ဒါကြောင့်မလို့ဆိုလို့ရေကိုခက်များများလေးထည့်ပြီးတော့တည်ပေးရပါမယ်ကဲဆူတဲရလည်း15မိနစ်လောက်ရှိပြီဆိုရင်တော့ပင်းဦးလေးတွေကိုစမ်းကြည့်လိုက်ပါမယ်။ပင်းဦးလေးတွေကလည်းနူးအိနေပြီဆိုရင်တော့သူတို့တဲကိုရှမ်းနန်နန်အရွက်လေးအုပ်လိုက်ပါမယ်။သူကနန်းနန်မင်းနဲ့တော့တိတ်မလိုက်ဖက်ဘူးပေါ့နော်။သူကရှမ်းနန်နန်လေးတုံးထားပါဗျ။ ရတာအပေါင်းငန်လေးမြကြီးလို့အဆင်ပြေပြီဆိုရင်တော့ဟင်းလေးကပြီးတော့ပါပြီ။ပင်းဥရဲ့ဂျမရဲ့ဂျိုးကျေးဇူးတွေကလည်းအများကြီးရှိတာဆိုတော့သူတို့ပင်းဥကိုလည်းရန်ဖန်ရကစားပြီးတင်နေပါတော့။ကြည့်တာဆိုရင်တော့ဆွေရဲ့ဗီဒီယိုလေးကတော့ပြီးတော့ပါပြီ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တော်တော်ရောက်ရှိစီရင်ကိုလည်းအထူးပဲကျေးဇူးတင်ပါရယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးနေကြပါမယ်။ကျေးဇူးပါ